ားလုံးပဲမင်္ဂလာပါဆရာကတော့ဒေါက်တာကျော်စိတ်ပညာဖြစ်ပါတယ်ဆရာဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းလေးကတော့ယင်ကျက်ယောဂသမားတွေပေါ့နော်နော်ယင်ကျက်မသက်တာဝင်သက်တာကိုဖြစ်နေတဲ့အခါမျိုးမှာဆရာတို့သတိပြုရမယ့်အချက်လေးတွေပေါ့နော်အဲ့တော့ဒါခါကျရင်ကိုယ့်ရဲ့ယင်ကျက်ကမသက်တာဘူးနော်အဲ့တော့ဘာကြောင့်များဖြစ်လဲဆိုပြီးတော့ဆရာတို့စိုးရိမ်နေရမျိုးရှိနော်အဲ့အမျိုးမှာယင်ကျက်မသက်တာဆိုတဲ့အကြောင်းတရားတွေညာကိုရှိမှာရှိနေရတာပေါ့နော်ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ဆရာပြောပြပေးခြင်းတာဖြစ်ပါနော်အဲ့တော့အလုံးသိပြီးသားအတိုင်းပဲပေါ့နော်ဒီယင်ကျက်က အဲကိုနဲ့မတည့်တဲ့ဓာတ်တဘာဝတစ်ခုခုနဲ့တွေ့ပြီဆိုရင်ယင်ကပို့ပြီးတော့ကျက်တဲ့เนาะအဲ့တော့အဲ့ဒီမျိုးအချက်တွေကကိုယ့်ရဲ့အနာပတ်ဝန်းကျင်မှာရှိနေရမျိုးလားပေါ့။ဥပမာယင်ကျက်ယောဂတွေဆိုရင်ဆရာတို့အဓိကကဒီအငွေတွေအနံ့တွေเนาะဒါကိုကျက်တဲ့တဲ့ဟာပေါ့နော်။အဲဒီမှာဆရာတို့တစ်ခါတည်းကြာရင်မှုမဲမဲဖြစ်နေတာကအိမ်ထဲမှာရှိတဲ့ အမွှေးတိုင်းတို့နော်ခြင်စေးခွေတို့နောက်ဒီမီသွေးမီးပိုဘာလို့သုံးလဲဆိုတော့အဲရထွက်လာတဲ့အခွေတွေပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေလည်းရှိနေလားဒါပေမဲ့အနံ့တမျိုးမျိုးဆူဆူဝါးဝါးတွေကိုယ်နားမှာများရှိနေလားပေါ့နော်ကိုယ်နဲ့မတဲ့တဲ့တဲ့ဘာဝါလေကိုရဲ့အနံ့နေပေါ့နော်တချို့ကြတော့လည်းပါရှိသတည်လဲဆိုတော့လို့ပန်းဝင့်မှုံလေးတွေကနေကြက်ထားလို့လည်းရှိသတည်နော်အဲ့တော့ကိုက channel ထဲမှာပန်းနေရှိတယ်နော်တခါကျရင်ကို channel ထဲမှာမရှိရင်တော့မအနီးနားကနေလို့ပန်းဝင့်မှုံလေးဟေး ဒီဘက်လေတွေကနေတဆင်ပေါ့ဒါမှမဟုတ်ဒီခါကျရင်ခင်ငယ်သူပေါ့တခြားအကောင့်လေးရရင်တဆင်ပါလာမျိုးတွေရနေချက်နေရမျိုးလားပေါ့ဒါလည်းတဆက်ကိုတတိထားတယ်နော်အဲ့တော့ဟိုအဲ့ဒါတစ်ချက်ပေါ့နော်အဲ့တော့ကိုနဲ့မသေးတဲ့တခုခုများဒီကိုအိမ်ပတ်ဝန်းကျင်ကလေးတွေမှာရှိနေရလားပေါ့ငွေတွေဖြစ်ရင်ဖြစ်မယ်အနက်တွေဖြစ်ရင်ဖြစ်မယ်အမှုံမွားတွေဖြစ်ရင်ဖြစ်မယ်ပေါ့နော်ဒါမျိုးကြောင့်ဖြစ်နေ ။နောက်တစ်ခုကကျတော့ဆရာတို့အိမ်မွေးတိရစ္ဆာန်လေးနော်အိမ်မွေးတိရစ္ဆာန်လေးလေအဲ့တော့ဟိုအိမ်မွေးတိရစ္ဆာန်လေးဆိုတဲ့နေရာမှာခွေးတွေအကြောင်းလေးအပြင်ကိုတစ်ခါကြာရင်တစ်ခါကြာရင်ဗမာလူမျိုးမှဖြစ်သက်တာကြက်လေးမွေးထားရလေရှိတယ်နော်အဲ့တော့တစ်ခါကြာရင် channel မှာကြက်တွေမွေးထားရပါဒါမျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးအမွေးမြင်လေးရနေကြက်သက်ပါနော်အဲ့တော့ခွေးတွေအကြောင်းလေး ရှိနေရမျိုးလားပေါ့เนาะအဲ့တော့အဲ့ဒါမျိုးကနေဒါမှမဟုတ်တခြားခွေးကြောင်မဟုတ်တော့မှာတခြားတရိစံနေအိမ်မှာမွေးထားရင်တို့ရဲ့အမွေးနေလေးရနေကြက်ထားမျိုးလေးရှိတယ်เนาะအဲ့တော့အဲ့လိုမျိုးတွေအများရှိနေရလားအဲ့တော့ရင်ကျက်သမားကတော့ဖြစ်နိုင်ရင်တော့ခွေးကြောင်နေနေနီနီကကမနေတဲ့ဘောအထူးသမီးဒီခွေးကြောင်ကင်ပြီးွားတယ်ကြက်တက်တယ်ဆိုပြီးကိုကိုကိုတရိထားမိရဲ့လူတွေကတော့ပို့ပြီးတော့ပြူဆိုင်အောင်ဘောတော့ဒါလေးတစ်ချက်ရှိမယ်နောက်တစ်ခုကကျတော့ရာသီဥတုအပြောင်းလဲเนาะရာသီဥတုအပြောင်းလဲကလည်းဒါရင်ကျက်ကိုပိုဆိုးစေတတ်တယ်ဘောနော်ဥမာပူတဲ့အချိန်ကနေအေးလာတာမျိုးဒါမှမဟုတ်တချို့ကျတော့လည်းအဲ့လို နွေလိုမျိုး6သွေးရဲ့ຢာတွေကနေမိုးရင်းပေါ့နော်ဆူဆူတဲ့ຢာတွေဖြစ်လာလူဒါမျိုးတွေမှာရှင်ချက်ကပိုဆိုးတာမျိုးတွေရှိတတ်တယ်ပေါ့နော်အဲ့တော့ဒီအချက်ကြောင့်လည်းရှင်ချက်ကမသက်သာမျိုးလည်းဖြစ်တတ်တယ်တော့ຢာတွေလူအကူပြောင်းနေမှာရှင်ပိုချက်တတ်တယ်နော်နောက်တစ်ခုကကျတော့စိတ်ပိုင်းဆိုင်ရာတခါကျရင်တချို့ဒီစိတ်လှုပ်ရှားမှုများတာတွေနော်စိတ်ပူပန်မှုများတာတွေရတယ်ရှင်ချက်ကိုပိုဆိုးစေရလို့ပြောပါနော်အဲ့တော့ကိုယ်ကစိတ်ပူပန်မှုတွေအများကြီးပြီးတော့ချက်တတ်တဲ့လူတွေလည်းရှိတယ်နော်ဒါမျိုးလေးလည်း တစ်ချက်ဒီ use type ပို့တော့နော်အဲ့တော့ကျတော့မျိုးသမီးတွေမှာဆိုရင်သူဟော်မုန်းတက်အပြောင်းလေးပေါ့နော်သူပြင်လူမျိုးယာဒီဆက်ဝန်ပေါ်မူတည်ပြီးဟော်မုန်းတက်အပြောင်းလဲရှိတယ်ဒါမှမဟုတ်ရင်အဲ့လိုမျိုးအပြိုပေါ်ဝင်ကားစားတွေကိုဝင်ဆောင်တဲ့အချိန်သွေးဆုံးကင်နဲ့အချိန်ပေါ့ဒါမျိုးတွေမှာလည်းရင်ကျက်တာလေးပို့ဆိုတာမျိုးလည်းဒါကြရှိတယ်ပေါ့နော်အဲ့တော့ဒါတော့ဟော်မုန်းပြောင်းလဲကြောင့်လည်းဖြစ်တယ်ပြရနောက်တစ်ခုဆရာတို့အမှုမဲ့အမှန်မဲ့ဖြစ်နေတဲ့နေရာမှာကိုတောက်နေတဲ့ဆေးတွေပေါ့နော်ကိုကိုတုံးနေတဲ့ဆေးတွေနေရာမှာဆရာတို့နှလုံးယောဂအတွက်ဆို ော့လို့ Peter Blocker လို့ခေါ်တဲ့အုပ်စုပေါ့နော်ဟိုကဟိုမှာပြောမယ်ဆိုရင် Carvey Dial Law လို့ Athino Law လို့ Probrano Law လို့နော်စသဖြင့်အဲ့လိုမျိုး Peter Blocker အုပ်စုတွေပြီးရင်အာရှင်းပူချက်တက်တယ်နော်အဲ့တော့အဲ့အားလေးပေါ့ကိုယ့်ရဲ့တောက်နေရဲ့စီးတွေမှာဒါမျိုးတက်တပါပါလေပါနေရမျိုးလားတချို့အကြိုက်ခဲပြောက်စီးနဲ့ရင်ကျက်တဲ့လူရှိနော်အကြောင်းရင်ကျက်တဲ့လူတွေကအကြိုက်ခဲပြောက်စီးတွေလည်းအရင်တောက်လို့ပြရနော်ပြန်တော့ကအစားအသောက်အဲ့တော့ဆရာကလာလာမေးကြရပေါ့ညီတဲ့သမားတွေဘာရှောင်ရမလဲဘာဆောင်ရမလဲပေါ့နော်အဲ့တော့ဆရာတို့ပြောနေကြတာတော့ဘာလဲဆိုတော့ကိုဘာနဲ့မသိဘူးလေကိုကို ဒီ view site ပို့တော့လိုလိမ့်မယ်ဘာလို့တယောက်နဲ့တယောက်မတူဘူးပေါ့เนาะအဲ့တော့တော့ဥမာဒီလူကဒီအစားတောက်စားလို့ရင်ပိုကြက်တက်ပြီမြေနောက်တယောက်ကတော့ဧည့်တိုင်းဖြစ်ချင်ပါဖြစ်တာအဲ့တော့ကိုမတဲ့တဲ့အစားတောက်ကိုတော့ကိုကကိုမှတ်ထားပို့တော့ဆရာအမြင်တိုက်ထုံးနေပေါ့เนาะအဲ့တော့အဲ့လိုမျိုးကနေတစင်းဆရာတို့ရင်ကျက်ပို့ဆိုးနေရလားအဲ့တော့ကိုမတဲ့တဲ့အစားတောက်တွေညာစားမိနေလို့လားပေါ့เนาะအဲ့မှာမှတစ်ခုရှိသေးတာတခါကျရင်အဲ့လိုတချို့အစားတောက်တွေမှာ sar five ဆိုတဲ့တက်ပါတယ်အစားတောက်တွေရှိတယ်เนาะဘယ်လိုမျိုးလဲဆိုတော့ wine တို့ beer တို့ပဇွန်ပေါ့เนาะအတီးအချောက်တွေနောက်က wine vinegar ပေါ့ ်နော်အဲ့လိုမျိုးလေးမှာဆိုရင်ဆရာတို့ဟို SAR5 ဆိုတဲ့ဓာတ်ပါအဲ့ SAR5 ဓာတ်ကလည်းရင်ချက်ကိုပိုဆိုးစေတတ်တယ်လို့ပြောနော်အဲ့ကြောင့်အဲ့လိုမျိုးကြီးစားမိနေတယ်လားပေါ့နော်နောက်တော့ကျတော့ကွန်းပေါ့အမလိုမျိုးမှာဆိုဆရာကွန်းနော်အဲ့တော့ကွန်းစားရင်လေရင်ပိုချက်တယ်နော်အဲ့တော့နော်ကွန်းမှာပါတယ်အေရီကိုလင်းဆိုတဲ့ဓာတ်ကရင်ကိုပိုချက်စေအဲ့ဒါမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော် အဲ့တော့ဒါကတော့ဆရာတို့ရင်ကျက်ခြင်းကိုပိုဆိုးစေတဲ့အကြောင်းတရားတွေခုနမှာရှိနေလို့ရင်ကျက်ကမတက်တာတာဖြစ်တယ်နော်နောက်တစ်ခုကကျတော့ဘာရှိသက်သေးလဲဆိုတော့ဥပမာရင်ကျက်ဒီညွန်တဲ့ဆေးတွေပေါ့နော်ရင်ကျက်တဲ့အခါမှာဆရာတို့ကရှူဆေးရှိတယ်ဆေးကောက်လို့ခေါ်တဲ့ရှူဆေးတွေပေါ့နော်ညွန်ဝင်တောက်ဆေးရှိတယ်အဲ့အမျိုးတွေကိုဆရာဝင်ညွန်ကြားတဲ့အတိုင်းသိချာမလုံးမိတာမျိုးသူဖြင့်ရှူဆေးကောက်တွေမှာဆိုဆရာတို့ကပုံမှန်ရှူရတဲ့ဆေးနဲ့ကျက်တဲ့အချိန်မှာရှူရတဲ့ဆေးဆိုပြီးဆရာတို့နှစ်မျိုးခွဲထားရှိနော်အဲ့တော့ပုံမှန်ရှူရမယ့်ဆေးတွေကိုပုံမှန်မရှူဘဲနဲ့ကျက်တဲ့အချိန်မှာထရှူနေတယ် ထီအောင်မှာမဟုတ်ဘူးအဲ့လိုပဲကျက်တဲ့အချိန်ကျမှရှူရမယ့်ဆေးကိုပုံမှန်သွားရှူနေလေအလကားပဲပေါ့နော်အဲ့ဒါကြောင့်အဲ့လိုမျိုးကြီးအောင်မှန်ကန်ရလာပေါ့နော်ဒါလေးဆရာတို့ view the site ပြင်ပြီးတော့ကြည့်ဖို့တို့ရဲ့နောက်တစ်ခါကျတော့အဲ့ရှူပုံရှူနီးပေါ့နော်ဘာလို့ရှူသေးတွေကရှူတတ်ဖို့လဲလူတွေနော်အဲ့တော့ရှူပုံရှူနီးရောမှန်ရလားဆိုတာကိုတော့ဆရာဝင်နဲ့ဖြည်းဖြည်းကျွမ်းကျင်နဲ့ကျမရဲ့ပညာရှင်နဲ့ဖြည်းဖြည်းတစ်ခေါက်တော့ပြန်ပြီးတော့စစ်ဆေးတယ်နော်အဲ့တော့ဒါကတော့ဆရာတို့ကလည်းဆိုတော့ဆေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုသုံးနေတဲ့ဆေးတွေက မမှန်ဟိုသုံးပုံသုံးနည်းမမှန်တာမျိုးလေဒါမှမဟုတ်အဲ့လိုရှုပုံရှုနည်းမမှန်တာမျိုးကြီးကြောင့်လေဖြစ်တယ်နော်အဲဒါတွေတဲ့မှန်နေရတယ်ပေါ့နော်အဲ့တော့ခုမှလည်းခုနပြောသလိုပေါ့နော်ပိုဆိုးစေတတ်တဲ့ဒီကိုမထမတဲ့တဲ့အလာဂျီနဲ့လည်း မရှိနေဘူးဆိုရင်ဟောပေါ့နော်အဲ့တော့တခါကြရင်ဖြစ်သက်သေးရသွားရင်ကျက်လို့ထင်ပေမဲ့တကယ်တမ်းမှာတော့ရင်ကျက်ကိုပိုဆိုးနေတယ်တခြားကျန်းမာရေးအခြေအနေရှိရမျိုးဥမာဆရာတို့အဖြစ်များလာဆိုနေချင်းပြန်နေဆိုတဲ့ယောဂါပေါ့နော်ဆရာတို့အစာရင်က acid တွေကအပေါ်အစာမျိုးပြင်ဘက်ကိုပြင်ပြင်ပြီးတော့တက်လာတယ်စာချင်းပြန်တယ်လို့ခေါ်ရင်နေချင်းပြန်တယ်လို့ခေါ်နော်အဲ့တော့ GER တွေလို့ဆရာတို့အင်္ဂလိပ်ခေါ်ပါတယ်နော်အဲ့ဒီယောဂါမျိုးတမားတွေရတယ်ရင်ပိုကျက်သက်တယ်နော်ရင်ပိုကျက်သက်တယ်နောက်တစ်ခါကျတော့ညာဘက်အိတ်တဲ့အချိန်မှာ ရန်ဟောက်တဲ့ ostracized sleep apnea ဆိုတဲ့ယောဂမျိုးတွေရတယ်။ရင်ကျက်ခြင်းကိုပိုဆိုးစေတတ်တယ်။နောက်နောက်ကကြတော့တခြားရင်ကျက်ခြင်းကိုပိုဆိုးစေတတ်တဲ့မှုလို့ပါလို့ကျွန်တော်ဖြစ်တဲ့အကြောင်းတရားတွေရှိတယ်။အဲ့တော့ရင်ကျက်ခြင်းကိုပိုဆိုးစေတတ်တဲ့အကြောင်းတရားတွေကိုမှရှိနေလို့လားပေါ့နော်။အဲ့ဒါတွေကိုသိချာမကူမီဘူးဆိုလည်းရင်ကျက်တာတတ်တာမှာမဟုတ်ဘူး။နောက်အဲ့ဒါမျိုးကတော့ဆရာဝန်နဲ့သိချာပြအထူးပြင်ကျွမ်းကျင်တဲ့ဒီအသက်ရှူလူလမ်းကြောင်းအဆုံးနဲ့ရင်ကောင်းဆိုင်ရာဆရာဝန်ပေါ့နော်။သူတို့နဲ့သိချာပြပြီးတော့ဆရာတို့ စစ်ဆေးကြည့်ဖို့ရအောင်တို့ရင်လေတို့တက်တယ်နော်ပြီးတော့နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုရင်ကျက်တကယ်မဟုတ်ဘဲနဲ့တခြားလက္ခဏာတွေပေါ့နော်တခြားယောဂဥပမာနှလုံးကြောင့်ဖြစ်ရင်ဖြစ်မယ်တခြားယောဂတွေအကြောင်းလို့ရင်ကျက်တယ်လို့ကိုထင်ပြီးတော့ရင်ကျက်ခြင်းလို့ကိုကိုကိုရင်ကျက်တယ်ဆိုပြီးထင်ပြီးမိတာမျိုးလည်းဖြစ်ခြင်းဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ဝုံဝင်တကယ်ကိုရင်ကျက်ယောဂကခက်ဆူဆူမှုလို့တော့တန်ရောဟိုထိမ့်မရသေးရလေဖြစ်နေဖြစ်နိုင်တယ်အဲ့ဒါမျိုးဆိုရင်တော့ဆရာဝန်နဲ့တိုင်ပြင်ပြီးတော့ စေထတ်သူတည်တူအောင်ဟုတ်နော်အဲ့လိုမျိုးနော်အဲ့တော့ပြောရမယ်ဆိုရင်ဆရာတို့ကရင်ကျက်မသက်သာဘူးမသက်သာဘူးဆိုရင်ဆရာတို့ကအရင်ဆုံးမေးရတာတော့အဲ့ဒီနဲ့အနီးနားပတ်ဝန်းကျင်မှာရှိတယ်ခုနဆရာပြောရရင်ကျက်ချင်းကိုပူဆိုးစေတဲ့တဲ့အကြောင်းတရားတွေပေါ့နော်အမုံအမွားတွေအငွေတွေအနံ့တွေနှစ်ထာရေးရှိနေလို့လားပေါ့နော်ချို့ကြတော့စက်ရုံအလုပ်ရုံကအနံ့တွေကြောင့်ဖြစ်နေတယ်ဗျာနော်ပြီးတော့နောက်တစ်ခါခုနပြောလို့အိမ်မွေးတိရိစ္ဆာန်တွေရှိနေလို့လားနော်စားတော့မှာရောပိုကျက်စေတဲ့စားတော့မျိုးတွေသူစားနေပြီလားပေါ့နော်ဒါတော့ပုံမှန်ဟိုဆေးတွေမှာရောအဲ့လိုကျက်စေတဲ့ဆေးတွေလားဒါတွေလည်းဆရာတို့အမြင်နဲ့စစ်ဆေးရတယ်နောက်တစ်ခါကြတော့ ဟိုရင်ကျဲအတွက်ပေးထားတဲ့ရှူစေးတွေကိုသုံးဖို့သုံးမမှန်တာတွေနော်သူကသူကလာဆက်ပြောတယ်လို့ပေါ့နော်ပုံမှန်ရှူရမယ့်ဟာကိုပုံမှန်မရှူတာနော်ကျမ်းမရှူရမယ့်ဟာကိုပုံမှန်သွားရှူနေရသာမင်းဒါမျိုးတွေမှားနေရမျိုးရောင်းလေဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခါကျတော့တခြားကျမ်းမရဲ့အခြေအနေကြီးကြောင့်ရင်ကျဲယောဂပူဆိုးနေရမျိုးဒါမှမဟုတ်ရင်ရင်ကျဲယောဂကတော်တော်ဆိုးတဲ့မျိုးစားဖြစ်နေရမျိုးပေါ့နော်ဒါမှမဟုတ်တခြားရင်ကျဲမဟုတ်ပင်လေတခြားယောဂတစ်ခုကြောင်းလေရင်ကျဲတလူမျိုးဖြစ်နေရမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါကတော့ရင်ကျဲယောဂထိမ့်မရဘူးဆိုရင်ဆရာတို့က ယူဆရမယ်အချက်လေးကိုဆရာပြောပြသွားတာဖြစ်ပါတယ်။အဲ့တော့ကိုယ်မှာရင်ကျက်ယောဂရှိတယ်ထိလို့မရတော့ဘူးဆိုရင်ခုနဆရာပြောတဲ့အချက်လေးတွေကို give you ပြီးတော့ဟောရှိများရှိနေရလားဆိုပြီးတော့ဟောကို give you site ကြည့်ပင်းနေနော်လိုအပ်ရင်တော့ဆရာဝင်နေတိုင်းပြီးတော့ဆရာဝင်ကြီးကလည်းခုဆရာပြောသလိုအချက်လေးကိုလို့သူကိုထပ်မေးမှာပဲပေါ့နော်အဲ့တော့ကိုယ်နဲ့ကိုယ်ရဲ့အိမ်ပတ်ဝန်းကျင်ရဲ့အနေထားကတော့အရင်အရေးကြီးပါနော်အဲ့ဒါလေးကို give site ကိုလို့ပါနော်အဲ့တော့ အားလုံးရင်ကျက်ယောဂရှိတဲ့လူတွေလည်းရင်ကျက်ခြင်းကနေကိန်းဝင်နိုင်ကြပါစေလို့လည်းဆရာဆုတောင်းပေးပါတယ်เนาะအဲ့တော့ဆရာတို့ခုလိုမျိုးကျမရဲ့အတွက်အကျိုးရှိမဲ့ပညာပေးဗီဒီယိုလေးတွေဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ဆရာတို့ရဲ့ page လေးတွေကိုလည်း like and share လုပ်ပေးကြပါဦးလေဖိတ်ခေါ်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်